ရုရှားအမောင်ကျသွားပြီးကာလီနင်ဂရပ်ကိုဥရောပကလျှက်စစ်လုံးဝဖျက်တော့လစ်သူရေးနီးယားနဲ့ကျန်တဲ့ဥရောပနိုင်ငံတွေဟာရုရှားရဲ့စွန့်အင်ကိုမတုံတော့ပါဘူးစက်တင်ဘာလ19ရက်နေ့မှာလစ်သူရေးနီးယားဟာကာလီနင်ဂရပ်ကိုဆက်သွယ်ထားတာကိုဖျက်တော့လိုက်ပါတယ်သူတို့ဟာလျှက်စစ်လိုင်းအလုံးကိုဖျက်တော့ပြီးတအားပေးစနစ်ကနေလုံးဝဖဲထုတ်လိုက်တာပါဒါကကလုတ်ခုကိုပိတ်လိုက်အောင်မဟုတ်ပါဘူး။အုတ်ထုတ်ဆောင်ထားတဲ့အလုပ်သမားတွေဟာတမ်မနီတက်တိုင်ကြီးတွေကိုဖြုတ်ချခဲ့ကြပါဗျ။ ဆယ်စုနှစ်တွေကြာအောင်တအားသေးယူပို့ဆောင်ပေးခဲ့တဲ့ cable ကြိုးတွေကိုလည်းတင်းစစ်ပြစ်လိုက်ကြပါရယ်။ဒါချစ်သူတွေလမ်းခွဲလိုက်ကြတာနဲ့တူပေမဲ့ရုရှားကိုလမ်းပိတ်ဆို့ယုံနေမှာဟုတ်ပဲ။ Lithuania ကတရားကိုမီးရှို့ပစ်လိုက်တာမျိုးလည်းဖြစ်ပါရယ်။ဒါကလျက်စစ်မီတစ်ခုတည်းအတွက်မဟုတ်ဘဲလွတ်လပ်မှုနဲ့ခိုင်မာစွာရပ်တည်နိုင်ဖို့အတွက်ဖြစ်ပါရယ်။ဥရောပဟာတအားအတွက်မော်စကိုကိုမှီခိုနေစရာမလိုတော့ဘူးဆိုတာပြသလိုက်တာပါ။ဆိုဖီယက်ခေဟောင်ရဲ့ထိန်းချုပ်မှုကနေနောက်ဆုံးဖြတ်တောက်လိုက်တာပါ။ဂါလီနင်ဂရက်ဘာကြောင့်အမှောင်ကျသွားသလဲဆိုတာနားလည်ဖို့အတိတ်ကိုပြန်ကြည့်ရပါမယ်။ ဘော်တစ်နိုင်ငံတွေကတော့အက်စတိုနီးယားလီဗီးယားနဲ့လစ်တရေးနီးယားတို့ဖြစ်ပါတယ်သူတို့ဟာမော်စကိုရဲ့ထိန်းချုပ်မှုကိုညှိနှွင့်နေကြပါပြီဆယ်စုနှစ်များစွာသူတို့ဟာဘရက်လို့ခေါ်တဲ့ဒါအပိစနစ်ထဲမှာပါဝင်ခဲ့ပါတယ်အဲဒီစနစ်ထဲမှာဘယ်လာရုစ်ရုရှားအက်စတိုနီးယားလီဗီးယားနဲ့လစ်တရေးနီးယားတို့ပါဝင်ပြီးဆိုဖီယာခေတ်1950 1960ပြည့်လို့နှစ်တွေမှာတည်ဆောက်ထားတာပါ ဒီစနစ်ကဒေတာရင်းကိုမော်စကိုအပေါ်မှီခိုစေခဲ့ပါတယ်။ရုရှားရဲ့ဒါအဘိစစ်ရုံတွေကလည်းတတ်တမတ်ထဲထိန်းထားပေးလို့ထယ်လင်းကနေကာလီနင်ဂရတ်အထိမီးတွေလင်းခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကလျှက်စစ်စီးဆင်းမှုကိုမော်စကိုကထိန်းချုပ်ထားတာပါ။မော်စကိုကအမိန့်တစ်ချက်ပေးလိုက်ရုံနဲ့တင်စနစ်တစ်ခုလုံးကိုပိတ်ပစ်နိုင်ပါတယ်။ဘော်ဒစ်မျိုးတွေဟာမှောက်မိုက်သွားနိုင်ပြီးလူတွေဟာအပူနဲ့ဒါဟမ်းမရှိပဲကျန်ရစ်ခဲနိုင်ပါတယ်။ဘော်ဒစ်နိုင်ငံတွေအတွက်စွန့်ရင်ဆိုတာဟာနေစဉ်လူနေမှုဘဝအပေါ်ထိန်းချုပ်မှုဖြစ်နေခဲ့ပါတယ်။ ရုရှားဟာစွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုခဲ့တဲ့တမန်ကြောင်းရှိတာမလို့စိုးရင်စီရစိတ်ကလည်းတကယ်ရှိခဲ့တာပါ2006ခုနှစ်မှာရုရှားဟာယူကရိန်းကိုဈေးနှုန်းသဘောထားကွဲလွဲမှုကြောင့်ဒဏ်ငွေပေးတာတွေရပ်လိုက်ပါရင်အဲ့ဒီအချိန်ဟာလည်းစောင်းရသည်ဖြစ်ပြီးအပူချိန်အနှုတ်15ဒီဂရီဆယ်စီယက်အထိကျဆင်းသွားတာပါမိသားစုတွေဟာတိုက်ခန်းနေမှာအေးဆက်ကုန်ကြပါရင်ဆေးရုံတွေပိတ်ရတယ်ဆေးရုံတွေမှာလည်းမီးစက်တွေလဲပတ်ဖို့ရုန်းကန်ရပါရင်2009ခုနှစ်မှာလည်းရုရှားကဒဏ်ငွေကိုထပ်ပြီးဖြတ်တောက်ပြန်ပါရင်အဲ့ဒီတော့ကဘူဂေးရီးယားနဲ့ရိုမီးယားတို့ပါထိခိုက်ခဲ့ရတာပါ လူတွေကຫນွေထွေးဖို့အတွက်ထင်းတွေကိုမီးရှို့ခဲ့ရပါတယ်။ဆိုင်တွေလည်းပိတ်ကုန်ရပါတယ်။တရင်စကားကလည်းရှင်းပါတယ်။မင်းတို့မော်စကိုစန့်ကျင်ဒုက္ခရောက်မယ်ဆိုတဲ့သဘောပါ။ဒီလိုနဲ့ပဲ2022ခုနှစ်မှာတော့ရုရှားကယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက် Gazprom ကနေပိုလန်နဲ့ဘူဂေးရီးယားကိုတန်းငွေပေးတာရိုက်လိုက်ပါတယ်။သူတို့က Ruble နဲ့ပေးဖို့ညှင်းဆိုရဲလို့ပါ။ပိုလန်ဟာတညာတဲ့နဲ့တန်းငွေတဝက်ဆုံးရှုံးခဲ့ရပါတယ်။ဘူဂေးရီးယားမျိုးတွေမှာလည်းရပ်ပေါင်းများစွာမီးပြတ်တာတွေဖြစ်ခဲ့ပါတယ်။ ဒါတွေကမတော်တဆဖြစ်တာမဟုတ်ဘဲပုံစံတစ်ခုအရာလှုပ်ဆောင်နေတာဖြစ်ပါတယ်။ရုရှားအချင်းချဖို့အတွက်ပိုက်လိုင်းတွေနဲ့တအားတွေကိုအသုံးပြုခဲ့တာပါ။ငါတို့ကိုဖျက်ကျော်ရင်မင်းတို့မီးတွေတဲကမှောင်သွားလိမ့်မယ်ဆိုတဲ့သဘောပါ။ဘော်ဒစ်နိုင်ငံတွေအတွက်စွန့်ရင်လုံခြုံမှုကအသက်ရှင်ဒါမှမဟုတ်သေရေးကိစ္စဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စောင်းရည်ကအရန်အေးလိုပါ။ဇန်နဝါရီလမှမီးပြတ်တာတရက်ဖြစ်အောင်နဲ့ရေပိုက်တွေရေတွေခဲအစားအစာတွေပြက်စီးပြီးတောက်ရေဆုပ်ဆက်တွေရပ်သွားနိုင်ပါ रे ဆေးရုံတွေက အသက်ကယ်ဆက်တွေအတွက်တအားပုံမှန်လိုပါ रे ဒါမှရှိတဲ့တရက်ထဲနဲ့တောင်အန္တရာယ်ရှိနိုင်ပါ रे ဂျေးလက်ဒေတာတွေမှာအရင်စနစ်ကအားနေပါ रे ဘော့တစ်တွေကလည်းဒီအန္တရာယ်ကိုသိကြပါ रे သူတို့ဟာဆယ်စုနှစ်တွေကြာဆိုဖီယာအုပ်ချုပ်မှုအောက်မှာနေခဲ့ရတာပါဒါကြောင့်ကောင်းဆောင်တွေကမကြာခဏပြောခဲ့ကြတာပါလစ်တရေးနီးယားဝန်ကြီးချုပ်ကဘရက်နဲ့ဆက်သွယ်နေတာဟာရုရှားကိုကြီးဖြည့်ပေးနေတဲ့တနက်တလက်ပေးထားတယ်လို့ပဲလို့ပြောခဲ့ပါ रे ဒါစနစ်ကနေထွက်ခွာတာဟာရွေးချယ်မှုမဟုတ်ပဲရှင်းတတ်မှုလို့သူပြောခဲ့ပါ रे ဘော့တစ်နိုင်ငံတွေကဒီချင်းချောက်မှုအောက်မှာမနေနိုင်ဘူးလို့ဆုံးဖြတ်ခဲ့ပါ रे ဖြေရှင်းနည်းကတော့ဥရောပရဲ့ ENTSOE ဓာတ်အားစနစ်ထဲဝင်ရောက်ဖို့ပါဒီစနစ်ကနိုင်ငံ34နိုင်ငံကိုချိတ်ဆက်ထားပြီးနေဆက်ဖြတ်ကျော်တအားမျှဝေပေးပါတယ်ဒါပေမဲ့မြင်းမြန်ဆဆမဖြစ်ခဲ့ပါဘူးဘော်ဒစ်နိုင်ငံတွေက2004ခုနှစ်မှာဥရောပသမဂ္ဂ EU ကိုဝင်ခဲ့ပြီးမြင်းစနစ်တွေကိုချိန်ညှိဖို့နှစ်တွေအကြာကြီးအချိန်ယူခဲ့ရပါတယ်အင်ဂျင်နီယာတွေကဥရောပရဲ့50 house နဲ့ကန့်ညှိဖို့လှုံ့ဆော်ခဲ့ရပါတယ်သူတို့ရဲ့စနစ်တွေတယောက်တည်းရည်တည်နိုင်မလားဆိုတာစမ်းသပ်ခဲ့ရပါတယ်။စက်ပစ္စည်းအတ္တတွေတိစောက်ခဲ့ပါတယ်။ လိုင်းဟောင်းတွေကိုပြန်လည်ပြုပြင်ခဲ့တယ်။ကုန်းပေါ်ရောပင်လယ်အောက်မှာပါခေပတ်အသက်တွေထပ်ထည့်ပေးပါရယ်။နိုင်ငံ၃နိုင်ငံပေါင်းယူရို1.6ဘီလီယံကျော်သုံးစွဲခဲ့ရတာပါ။လစ်တရေးနီးယားကယူရိုတန်း900လောက်သုံးခဲ့ပါရယ်။အကြီးစားစီမံကိန်းတစ်ခုကတော့ Harmonies Link ပဲဖြစ်ပါရယ်။ပိုလန်ကိုဆက်မဲ့ပင်လယ်အောက်ခေဘယ်ကျိုးအဖြစ်စီစဉ်ခဲ့ပေမဲ့အခုတော့ငွေကုန်တက်တာအောင်ကုန်းပေါ်မှာတိဆောက်မှာပါအက်စတိုနီးယားကဖင်လန်ကိုဆက်ထားတဲ့ S2 link ကို650 MW တဲ့ယူပို့ဆောင်နိုင်အောင်အဆင့်မြင့်ခဲ့ပါတယ် ဒါရီအားလုံးကသူတို့ပြင်ဆင်မှုကူညီပေးခဲ့တာပါဒီနေ့ဖေဖော်ဝါရီလ10ရက်နေ့မှာတော့အရာအားလုံးကအဆင်ပြေသွားခဲ့ပါပြီနေ့လည်း2နာရီ5မိနစ်မှာတော့ body စနစ်တွေက ENTSOE နဲ့ချိတ်ဆက်လိုက်ပါတယ်တရက်လုံးမှာစံတဲ့အနေနဲ့သူတို့ဟာတယောက်ထဲလဲပတ်ခဲ့ပါတယ်ပြီးမှဥရောပနဲ့ချိတ်တာပါ Damas လေးအားပြင်သစ်နျူကလ িয়ার စပိန်နေအောင်ကြီးစတဲ့ဓာအားတွေရောက်လာပါတယ် Venus ဒါမှမဟုတ် Riga မြို့ကလူတွေအတော်တော်တိတ်ဆိတ်ပြီးမယ်တမိုင်းဝင်တဲ့အဖြစ်ပြက်ဖြစ်ခဲ့တာပါ သူတို့ရဲ့လျှက်စစ်မီးကိုမော်စကိုကထိန်းချုပ်နိုင်မှာမဟုတ်တော့ပါဘူး EU စနစ်ကသူတို့ကိုလုံခြုံရေးကွန်ရက်လည်းပေးခဲ့ပါတယ်နိုင်ငံတစ်နိုင်ငံမှာတအားပြတ်တောက်မှုဖြစ်ခဲ့ရင်တခြားနိုင်ငံတွေကစက္ကန့်ပိုင်းအတွင်းကူညီနိုင်ပါတယ်ဒါဟာကြောက်ရွံ့မှုကနေအကူအညီပေးတဲ့အိမ်နီးချင်းအတိုင်းဝိုင်းစီပြောင်းသွားတယ်လို့ပါရုရှားကတော့ဒီအတိုင်းဝိုင်းနေမှာမပါပါဘူးအကျိုးကျေးဇူးတွေကမြန်မြန်ရောက်လာပါတယ်ရက်စစ်ဈေးနှုန်းတွေကျသွားတယ်။လီဗီးယားကကုန်ကြမ်းဈေး15ရာခိုင်နှုန်းကျပါတယ်။အက်စတိုနီးယားက17ရာခိုင်နှုန်း၊လစ်တရေးနီးယားက10ရာခိုင်နှုန်းကျပါတယ်။ လေဗီယာကပိုရှန်နဲ့လေယာလျှက်ဆက်ကိုဆွီဒင်ကိုတင်ပို့ပြီး6လအတွင်းယူရိုတန်90ရရှိခဲ့ပါတယ်။လစ်တရေးနီးယားကတော့ပိုလန်ကိုတင်ပို့တာနှစ်စာတိုးသွားပါတယ်။အက်စတိုနီးယားရဲ့နေအောင်ကြီးစွမ်းအင်က2024ခုနှစ်မှာတည်ထမာ2ကီလိုဝက်ထုတ်လုပ်ပေးပြီးဥရောပကိုတန်ရှင်းတဲ့တအားရပေးခဲ့ပါတယ်။ဗတိအစ်တွေကအဒီကအချိန်တွေအတွက်စွန့်ရင်ပိုးတွေကိုတိုးလောင်ပေးပြီးစွန့်ပစ်တာတွေကို၁၀ရာခိုင်နှုန်းရှော့ချပေးပါရီငွေကုန်တက်တာစီပြီးစနစ်ကိုလည်းစိတ်ချပါရီဇီဝရေးလုပ်ငန်းတွေကဈေးချပြီးပုံမှန်တအားရတော့ မီးပြက်မအောင်မကြောက်ပဲပိုကောင်းအောင်စီစဉ်နိုင်ခဲ့ပါတယ်။ဒါက Bodis နိုင်ငံရဲ့အတတော်ကြီးမာတဲ့အောင်ပွဲဖြစ်ခဲ့တာပါ။လူဦးရေ6တန်းပဲရှိတဲ့သူတို့ဟာလူဦးရေ144တန်းရှိတဲ့ရုရှားကိုစန့်ကျင်ရပ်တည်ခဲ့တာပါ။သူတို့ကတင်ကားတွေ၊ဂျက်လေယာဉ်တွေမသုံးဘဲကေဘယ်ကြိုးတွေနဲ့အင်ဂျင်နီယာပညာကိုအသုံးပြုခဲ့ပါတယ်။တိတ်ဆိတ်ပေမဲ့အားကောင်းခဲ့တယ်။တခြားနိုင်ငံတွေကိုလည်းတတိရှိစေခဲ့ပါတယ်။ဖင်လန်က2024ခုနှစ်မှာဆွီဒင်ကနေဥရောပစနစ်နဲ့ချိတ်ဆက်ခဲ့ပါတယ်။ပိုလန်ကကေဘယ်အသစ်တွေတည်ဆောက်ခဲ့ပါတယ်။ 2022ခုနှစ်မှာရုရှားရဲ့တိုက်ခိုက်မှုတွေခံခဲ့ရတဲ့ယူကရိန်းက EU ကနေ 2GW စတင်တင်သွင်းပြီး2029ခုနှစ်မှာအပြည့်အဝဝင်ပို့မျှော်လင့်ထားပါတယ်။မော်ဒိုဗာမှာလည်းအလားတူညီမှန်းချက်တွေရှိပါတယ်။ဘယ်လာရုစ်ကတော့2029ခုနှစ်မှာဖြစ်နိုင်တဲ့ရွေးချယ်စရာတွေကိုစူးစမ်းနိုင်တယ်လို့အရေးမှပြခဲ့ပါတယ်။ရုရှားရဲ့လက်ကင်ထားမှုကတပြေပြေလျော့ချလာခဲ့ပါတယ်။ဒါပေမဲ့ Kaliningrad ကမှာတော့ပုံစံတွေကကွဲပြားသွားပါတယ်။အဲ့ဒီမှာလူတန်းလောက်နေထိုင်ပါတယ်။အခုတော့စွန့်ရင်ကျွန်းတစ်ခုဖြစ်သွားပါပြီ။ ဒေတာတွင်စက်ရုံနေအပေါ်မှာမှီခိုနေရတာပါ။ဆောက်ရက်ပေါ်မှာတော့အဆင်ပြေနေပုံရပါတယ်။စုစုပေါင်း1588 gigawatt ရှိလို့နွေရာသီနဲ့စောင်းရာသီအ धिक အချိန်တွေအတွက်လုံလောက်ပါတယ်။ဒါပေမဲ့ဒီစနစ်ကပျက်စီးလွယ်ပါတယ်။ကြောင်မီသွေးစက်ရုံတွေကအိုဟောင်းနေပါပြီ။ဒံငွေပိုင်လိုင်းကတနေ့ချိန်နဲ့တနေ့ရက်ထဲမှာပဲချုပ်ရင်းနိုင်ပါတယ်။ဒီဇယ်ကကုန်ကျစရိတ်ကြီးပြီးစိတ်ချလို့မရပါဘူး။ဒီကနေ့တွေကအမှန်တရားကိုဖုံးကွယ်ထားတာပါ။ဒီနှစ်ဇွန်လမှာယူကရိန်းတပ်ရှို့တွေကတအားခွဲယုံတစ်ခုကိုဖျက်ဆီးခဲ့လို့စစ်ဘက်ဆိုင်ရာနေရာတွေကိုတအားဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒါကဒီစနစ်ဘယ်လောက်ထိအားနည်းသလဲဆိုတာပြသနေတာပါဒီကိစ္စကဥပဒေရေးရနဲ့တရမန်ရေးရပြဿနာတွေလည်းဖြစ်စေပါတယ် Lithuania ရဲ့ Gazprom နဲ့ဒဏ်ငွေတည်ယူပို့ဆောင်ရင်စာချုပ်က2025ခုနှစ်နောက်ပိုင်းမှာကုန်ဆုံးတော့မှာပါ။ရုရှားကတည်ယူပို့ဆောင်တော်ကိုဖျက်တောက်တာဟာသဘောတူညီချက်ကိုချိုးဖောက်နိုင်ပြီးရော်ဂျီတောင်းနိုင်တယ်လို့ပြောပါရယ်။ Lithuania ခေါင်းဆောင်တွေကတော့ရုရှားကိုအယံမလုံဆော်ဖို့တတိပေးခဲ့ပါရယ်။ပိုကြီးတဲ့ပြည်ပခါကိုရှောင်ရှားဖို့ကုန်သွယ်ရေးခီးသွားလာရင်နဲ့ဒဏ်ငွေစည်းစိမ်မှုကိုထိန်းထားခြင်းကြပါရယ်။ ဒါပေမဲ့ laptop ပြန်ခံရမှာကိုကြောက်တာတော့တကယ်ရှိပါတယ်။ကျွမ်းကျင်သူတွေကရုရှားဟာ cyber တိုက်ခိုက်မှုဖျက်ဆီးမှုနဲ့ဥပဒေရေးရာတိုက်ပွဲအတွက်အပါအဝင်ပုံစံမျိုးစုံနီလန်းတွေကိုအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ bot တွေကလည်းဒါအတွက်ပြင်ဆင်ကြပါတယ်။ဒါပေးစက်ရုံတွေနဲ့ data line တွေမှာလုံခြုံရေးတိုးမြင့်ခဲ့ပါတယ်။သူတို့ကမီးပြတ်တာတွေမကပဲဥပဒေတရမှန်ရေးရာနဲ့လှည့်ဝက်လုံဆောင်မှုတွေပါအန္တရာယ်ရှိရဆိုတာသိထားကြတာပါ။ Kaliningrad ကတမန် data တခုမှဟုတ်ပါဘူး။ဥရောပအနီးကစစ်အခြေဆိုင်စခန်းတခုပါ။ Bodis ပင်လယ်ထဲမှာစစ်သင်္ဘောတွေကင်းလှည့်တာရေငုပ်သင်္ဘောတွေပုံအောင်နေကြပါတယ်။ဒုံးကြီးတွေကပိုလန်နဲ့ Bodis မြို့တော်တွေကိုရောက်နိုင်ပါတယ်။လေကြောင်းကာကွယ်ရေးနဲ့စစ်တပ်ကိုလည်းအဲ့ဒီမှာခြားထားတာပါ။ဒါတွေအားလုံးအတွက်လည်းတအားကအများကြီးလိုပါတယ်။ဒါကြောင့်ဇွန်လကဖြည့်ဆည်းခံရတာကအရေးကြီးခဲ့တာပါ။ရေငုပ်သင်္ဘောလေ့ကျင့်ခန်းတွေတောင်ရပ်ဆိုင်းခဲ့ရပါတယ်။ဒါအဲ့ဒီအခြေဆိုင်စကန်ဘလောက်တောင်အားနေသွားသလဲဆိုတာပြသလိုက်တာပါ။ဒါအပြတ်တောက်သွားရင်ကာလီနင်ဂရပ်ရဲ့ခွန်အားကအားနေချက်ဖြစ်သွားနိုင်ပါတယ်။လစ်တရေးနီးယားကတအားလိုင်းတွေကိုဖျက်တောက်လိုက်တဲ့အခါတက်ရောက်မှုက စွန့်ရင်ထပ်ပိုကြီးမာခဲ့ပါတယ်။နေတိုးကဒါဘေးစနစ်တွေဟာလုံခြုံရေးအစိပ်ပိုင်းဖြစ်နေပြီလို့မြင်ခဲ့ပါတယ်။ဒါတွေကပြင်းစရာကောင်းတဲ့အင်ဂျင်နီယာလုပ်ငန်းတွေမဟုတ်တော့ပဲစစ်ပွဲပြစ်မှတ်တွေဖြစ်နေပါပြီ။ရုရှားဘက်မှာတော့တိတိစိစိမနေခဲ့ပါဘူး။ရုရှားအရာရှိတွေကလစ်တရေးနီးယားရဲ့လောက်ရကိုချက်ချင်းရှုံချခဲ့ကြပါရီ။ဒါဟာစီးပွားရေးစစ်ပွဲရဲ့ရန်စားတဲ့လောက်ရဖြစ်ပြီးခလီနင်ဂရပ်ကိုတီးကြခွဲထားဖို့နဲ့ရုရှားရဲ့ခွန်အားကိုစမ်းတက်ဖို့ရည်ရွယ်တယ်လို့ပြောခဲ့ပါရီ။ဒါပေမဲ့ဒီဖြတ်တောက်မှုကရုရှားကိုမဟာဗျူဟာပိုင်းအရာအထိနာစေခဲ့ပါရီ ကာလီနီဂရပ်ကမြေကွက်ထဲမှာဟုတ်ပဲနေတိုးရဲ့အရှိတ်ခြံကိုစောင့်ကြည့်နိုင်တဲ့ရှေ့တန်းစစ်စခန်းဖြစ်ပါတယ်။အဲဒီကနေဒုံကြီးတွေဟာဥရောပရဲ့အတွင်းပိုင်းအထိရောက်နိုင်ပါတယ်။ရေတက်ကလည်းဘော်ဒစ်ပင်လယ်ရဲ့အစိပ်ပိုင်းတွေကိုထိန်းချုပ်နိုင်ပါတယ်။အခုတော့ဥရောပရဲ့တအားစနစ်မှာပါပဲကာလီနီဂရပ်ဟာသူ့ရဲ့ပျက်စီးလွယ်တဲ့စနစ်ပေါ်မှာပဲလုံးဝမှီခိုနေရပါတယ်။ဒီစနစ်မှာပြဿနာနည်းနည်းရှိရင်တော့မီးပြတ်တာတွေဖြစ်စေနိုင်ပါတယ်။ဒါကရေဒါတွေလည်းပတ်ဖို့ရေငုပ်သင်းမော်တွေစီဖြည့်ဖို့ဒါမှမဟုတ်စစ်စင်ရေးတွေကိုစတင်မပို့ပြီးခက်ခဲစေတာပါ အနောက်နိုင်ငံတွေတော်တော်အားနည်းချက်တွေကိုပြသလိုက်တာဖြစ်ပါတယ်။ပူတင်ကဒါတို့တိုက်ရိုက်ဆိုင်ခုံမှုအဖြစ်မြင်ပါတယ်။ကာလီနင်ဂရက်တာရှင်းရံသွားပြီးနေတိုးကရုရှားရဲ့ခုခံမှုတွေကိုစမ်းသပ်လာနိုင်ပါတယ်။အထူးသဖြင့်ဆူဝော်ကီကတ်မှာပါတချိန်လုံးကခွန်အားဖြစ်ခဲ့တာကအခုတော့ခေါင်းကိုက်စရာဖြစ်သွားပါပြီ။ရုရှားကကုန်းမကြီးနဲ့အဆက်ပြတ်နေတဲ့ဒီဒေတာကိုကာကွယ်ဖို့နဲ့ထောက်ပံ့ဖို့ငွေပို့တုံးရပါတော့မယ်။ကာလီနင်ဂရက်ကပြည်သူတွေကိုလည်းဒီဒဏ်ကိုခံစားနေရပါတယ်။ ပိတ်ဆို့အရေးအမှုတွေကအခြေအနေကိုပိုဆိုးစေပါတယ်။ဥရောပတက္ကပက EU ကပိတ်ဆို့မှု2500ကျော်ရှိပါတယ်။အမေရိကန်မှာ3100ကျော်ရှိပါတယ်။ဒါကစွန့်အပိုပစ္စည်းနဲ့ကုန်ပစ္စည်းအများပြောက် ပြတ်မှတ်ထားတာပါ။ဒါအပြင်စက်ရုံသုံးပစ္စည်းတွေကအခု40ခန်းတော့ပိုဈေးကြီးနေပါတယ်။တချို့ပေးသွင်းသူတွေကရုရှားကိုလုံးဝမရောက်တော့ပါဘူး။ဒါဖြတ်တောက်မှုကြောင့်လျှက်စစ်ဈေးနှုန်းတွေဒီနှစ်မှာ12000ခန်းတော့ခုန်တက်သွားပါတယ်။1 kW နာရီက10ရူဘယ်ရောက်သွားပြီးကုန်မကြီးရဲ့ပြန်မြထက်နှစ်ဆဖြစ်သွားပါတယ်။ လူ၄ယောက်ပါတဲ့မိသားစုတစုအတွက်လျှက်စစ်မီတာကကတလကိုရူပယ်9000လောက်ရှိပါတယ်။ပြန်များလာစားကရူပယ်4500ဖြစ်ပြီးပင်စင်ကရူပယ်2000မှရှိတာပါ။မိသားစုတွေဟာခြေတာနေကြပါတယ်။အများစုကအပူပေးဖို့ထင်းမိဖို့ပဲတုံးကြပါတယ်။ကုန်ပစ္စည်းပို့ဆောင်မှုတွေစစ်ဆေးမှုနဲ့ပိတ်ဆို့မှုတွေကြောင့်နှိမ့်ကွေးနေလို့စူပါမားကတ်တွေတောင်ဆင်းနေဟာလာဟင်းလင်းဖြစ်နေပါတယ်။ပြည်သူတွေရဲ့စိတ်ဓာတ်ကလည်းရောထွေးနေကြပါတယ်။တချို့ကတိတ်တိတ်ဆိတ်ဆိတ်စိတ်ပြန့်နေကြတာပါ။ ဇေတုံးတွေတက်တာမကြိုက်ဖဲသူတို့ရွေးချယ်မခံရတဲ့ဂိမ်းတစ်ခုမှာစစ်တူရင်ရုပ်ထုတွေလို့ခံစားနေရပါတယ်။လူငယ်တွေကမော်စကိုရဲ့ရွေးချယ်မှုကိုအပြစ်တင်နေကြပါတယ်။အသက်ကြီးသူတွေနဲ့စစ်တပ်နဲ့ဆက်ဆက်သူတွေကတော့ခရမလင်ကိုတစ္ဆာရှိကြပါတယ်။အနောက်နိုင်ငံတွေကိုစန့်ကျင်ရည်တည်တဲ့အတွက်ဒုက္ခရောက်တာအဖို့အခါဖြစ်လက်ခံကြပါတယ်။လူအများစုကစိုးရိမ်စိမ်းနဲ့ပြင်ပနှွမ်းနေမှုကြမှာပိတ်မိနေကြပါပြီ။သူတို့ကဆန္ဒပြတာမျိုးမလုပ်ကြပေမဲ့စိတ်ပြအားငယ်မှုကတော့တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။ဘော်ဒီစတိတ်အတွက်ကတော့ဒီဖြတ်တောက်မှုဟာဒုတိယအကြိမ်လွတ်လပ်ရရသလိုခံစားနေရပါတယ်။ ။တရင်ထတာတွေကလည်းဒါကိုတမိုင်းဝင်တယ်လို့ခေါ်ခဲ့ကြတာပါ။ကျောင်းနေမှာနိုင်ငံတော်တမိုင်းရဲ့အစိပ်ပိုင်းဖြစ်တင်ကြားပေးပါရယ်။ဆိုဖီယာခစ်ကိုမှတ်မိနေတဲ့မိသားစုတွေကဒီအခန်းကိုပိတ်ပစ်လိုက်တာကိုမြင်ကြပါရယ်။ခေါင်းဆောင်တွေကနိုင်ငံငယ်လေးတွေဟာဘလူးကြီးကိုဘလူးကြောဖြတ်တယ်လဲဆိုတဲ့တသက်အဖြစ်ပုံဖော်ခဲ့ကြပါရယ်။တပန်ပြည်သူတွေကလည်းတသက်သာရခဲ့ပါရယ်။တချို့ကပွဲတွေကျင်းပါပြီးခုံပြူခဲ့ကြတာပါ။ခါလီနင်ဂရက်ကအခုဆိုရင်တယောက်တည်းကြံနေခဲ့တဲ့စစ်စခန်းလို့ဖြစ်နေပါပြီ။ရုရှားကနျူကလ িয়ার စက်ရုံတစ်ခုတိစောက်ဖို့တောင်စဉ်းစားခဲ့မှုပါရယ်။ ဒါပေမဲ့အကြမ်းကြမှုကုန်ကြစိတ်မြင်မာမှုနဲ့စစ်ဆေးမှုတွေကြောင့်အတားအဆီးတွေဖြစ်ခဲ့ပါတယ်။ Protest တွေအတွက် line တွေဖြတ်တောက်တာဟာလျှက်စစ်မိထပ်ပေါ်ပါတယ်။ဒါဆယ်စုနှစ်များစွာထိန်းချုပ်မှုကနေလွတ်မြောက်ခြင်းကိုဆိုလိုတာပါ။1940အနေ1962ခုနှစ်အထိဆိုဗီယက်တွေဟာကျန်းတန်းစွာအုပ်ချုပ်ခဲ့ပါတယ်1949ခုနှစ်တနစ်ထဲမှာပဲဘော့တစ်တွေကလည်းလူပေါင်း9500ကိုစိုက်ဘီးရီးယားကိုပြောင်းရွှေ့ခဲ့တာပါအများစုကတော့ပြန်မလာခဲ့ပါဘူးဘာသာစကားတွေကိုပိတ်ပင်ခဲ့ပါတယ်ဖျားเจ้าတွေကိုပိတ်ခဲ့ပါတယ် 1990ခုနှစ်မှာလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ဒါစနစ်ကမော်စကိုနဲ့ချီနှောင်ထားခဲ့ပါတယ်။အခုတော့2025ခုနှစ်မှာနောက်ဆုံးဆက်သွယ်မှုကိုဖျက်တောက်လိုက်ပါပြီ။လူ6တန်းရှိတဲ့နိုင်ငံ3နိုင်ငံကလူ144တန်းရှိတဲ့ရုရှားကိုယင်ဆိုင်နိုင်ခဲ့တာပါ။သူတို့ကတနက်နေ့မဟုတ်ပဲ cable ကြိုးနဲ့ engineer ပညာတွေနဲ့လုပ်ခဲ့တာပါ။တနက်တချမ်းမှမပြည့်ဖဲခွန်အားရှိနိုင်တယ်ဆိုတာကိုလည်းပြသလိုက်တာပါ။တချိန်တုန်းကရုရှားရဲ့အာဏာကိုပြတဲ့တင်ကြတာဖြစ်တဲ့ခါလီနင်ဂရပ်ကအခုတော့ပို့ပြီးဝင်တော့ဝင်ဖို့လို့ဖြစ်နေပါပြီ။ သူရဲ့တားလိုင်းတွေကလည်းဖြတ်တောက်ခံနေရပါပြီ။သူရဲ့အနာဂတ်ကလည်းမရှင်းလင်းသေးပါဘူး။ Bodies တွေကတော့လမ်းကြောင်းအသစ်တွေကိုရွေးချယ်ခဲ့ကြပါပြီ။သူတို့ဟာဥရောပရဲ့ဒါးစနစ်နဲ့ပူးပေါင်းခဲ့ကြတာပါ။ခွန်အားဆိုတာဟာဒုံးကြီးဒါးမှုငွေကြီးတွေမဟုတ်ပဲစီးလုံးမှုစီမံကိန်းဆွဲမှုနဲ့ခန်းထားရင်ရှိမှုမှလည်းရှိတယ်ဆိုတာသက်သေပြနေပါပြီ။ Cable ကြိုးဖြတ်တောက်မှုဟာစွန့်အပြောင်းလဲတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာတိတ်ဆိတ်တဲ့ဒေါ်လာရင်းတစ်ခုပါ။နိုင်ငံသုံးနိုင်ငံဟာကြောက်ရွံ့မှုထက်လွတ်လပ်မှုကိုရွေးချယ်ခဲ့ကြပြီးသူတို့ရဲ့အနာဂတ်ကိုကိုယ့်လက်နဲ့ကိုမိထွန်းညှိခဲ့တဲ့အကြောင်းဘာသာပြန်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။